စမယ်เนาะကျတို့ဒီဒီဆိုတော့ဒီနားမှာဒီနားမှာနှစ်68ဆိုတဲ့ကနေ6နှစ်8ဆိုတဲ့ကနေဆိုเนาะအဲ့ဒီ6နှစ်8ကသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တယ်เนาะအဲ့ဒီ6နှစ်8နောက်နှစ်ကိုလိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြော်မှာထွက်တဲ့ကနေ196ပဲပြန်ကြတဲ့ကနေမယ်เนาะတခါကျွန်တော်တို့ဒီနားမှာ9နှစ်8ဆိုတဲ့ကနေရှိတယ်အဲ့9နှစ်8ကလည်းနောက်နှစ်မှာ9နှစ်8လို့လိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြော်မှာ396ခွန်ပြန်ကြတဲ့ကနေမယ်ကြတယ်เนาะ တခါကျွန်တော်တို့ဒီမှာ33ခွန်နော်33ခွန်နောက်နှစ်မှာခွန်33လို့လိုက်ထွက်သူ့ရဲ့တပွဲကြုံမှာ66နှစ်ကပြန်ကြပြီနော်တခါကျွန်တော်တို့ဒီဘက်မှာနှစ်ဦးကန်းနဲ့ဒီကုန်းကားပေါ့နော်ဒီဒီကုန်းကားဒီနောက်နှစ်ကိုငါကိုတက်လို့လိုက်ပေါ့သူ့ရဲ့တပွဲကြော်ဒီဘွဲမှာပြန်ကြကစားဦးမလားနော်အဲသူချိန်နှစ်ကကနေနောက်နှစ်ကိုလိုက်ပေါက်ထားတာ ਨੇ တပွဲကြော်မှာသူပြန်ရကနေနှစ်ကစားတယ် ဘယ်6နှစ်ရှိသည်သူရှိနှစ်ကကဏ္ဍလာပေါက်ပြီသူ့ရဲ့တပွဲကြောပြန်ကြเนาะ9နှစ်ရှိကလည်းသူရှိနှစ်ကကဏ္ဍမဲ့သူ့တပွဲကြောမှာပြန်ကြပဲเนาะသူကြတော့နောက်တော့တော့ပိုးလို့ဖြစ်တဲ့ပြီးမှသူရှိနှစ်ကကဏ္ဍပေါက်တယ်ဒီမှာပြန်ကြကြတယ်တခါနောက်နှစ်မှာနောက်တော့တော့30လို့ဖြစ်ထားတဲ့ပြီးမှခွန်တုံညာတော့သူရှိနှစ်ကကဏ္ဍသူ့တပွဲကြောမှာပြန်ကြကဏ္ဍ66နှစ်ကြเนาะအဲ့ကျွန်တော်ဒီမှာ6ပြီးပြီ30ပြီးပြီအခုဒီမှာ6 6 6 7လို့ဖြစ်တယ်ဒီကဏ္ဍကသူရှိနှစ်ကကဏ္ဍသူ့ရဲ့တပွဲကြောဒီပွဲထွက်မဲ့ကဏ္ဍကပြန်ကြကဏ္ဍ ကြလာမလားပေါ့လေနော်ကြမကြမသိဘူးနော်ကိုယ့်ကိုကြိတ်ကြိုက်တဲ့ခဏတိုင်းဆွဲထည့်လိုက်ပြန်ကြနောက်ကျွန်တော်ဟိုဘက်နှစ်ကတော့ကပြခဲ့ဘူးလေမနစ်ကလည်းကျွန်တော်ဒီ site နဲ့ပြခဲ့တယ်ပြခဲ့တာကကျွန်တော်တို့ဒီအယောင်လေးနည်းနည်းရှင်းလိုက်နော်ရှင်းပေါင်းကကိုခါသူ့အောက်မှာကိုခါနဲ့ပြန်ကြနော်တခါလဲဒီမှာရှင်းပေါင်းငါးလို့ရိုက်တယ်ဒီမှာကိုခါထွက်တယ်သူ့အောက်မှာကိုခါနဲ့ပြန်ကြထွက်တယ် တခါအဲ့ကနေကျွန်တော်တို့သွားကြည့်လိုက်ဒီမှာရှေ့ပေါင်း9လို့ရိုက်တယ်9ခါလို့ထည့်တယ်သူ့အောက်မှာတော့9ခါနဲ့ပြန်ကြမှာကြဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာ9ခါနှလုံးပြန်ကြကလည်းတက်တက်ရှိနေသေးတယ်နော်အဲ့တော့အခုကျွန်တော်တို့ဒီရှေ့ပေါင်း9ရဲ့ဘေးမှာ9ခါထည့်သွားတော့ရှေ့ပေါင်း9 9ခါလို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပြန်ကြခဏက9ပါတာလားမပါဘူးလားတော့မသိနော်ဘာလို့လဲဆိုတော့ဒီမှာတော့ကတော့သူကကိုမပါပဲနဲ့ကိုဘရိတ်ခဏတော့ကြာတယ်เนาะဒီမှာမှကိုခါနဲ့ခဏကနှလုံးထောင်ကြာတယ် အဲ့ဒီကိုးခါးနဲ့ကနန်းထောင်ကြတာတွေကဒါရတခြားဆရာတွေလည်းစွဲပြီးတော့တင်နေတာတွေ့ပါတယ်နော်ဒါပေမဲ့ဒါတွေကျွန်တော်အရင်ဆုံးဒီနေရာမှာတော့ကိုးခါးနှလုံးထောင်ပြန်ကြကြနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့အခုဒီမှာကိုးခါးထွက်တော့ဒါတခြားဆရာတွေလည်းလူစိုက်စွဲပြီးတင်ကြဒါပေမဲ့အဲ့ဒီကိုးခါးတွေကရှေ့ပေါင်းကကိုးခါးလို့ဖြစ်တဲ့အောက်မှာပြန်ကြရှေ့ပေါင်းကကိုးခါးအောက်မှာပြန်ကြနော်အဲ့တော့ဒီရှေ့ဘောင်းကကိုးခါးရဲ့အောက်မှာ633ပြန်ကြတယ်အခုကျွန်တော်တို့ဒီရှေ့ဘောင်းကကိုးခါးရဲ့အောက်ဒီဘွဲမှာပြန်ကြ ကြလို့ရတယ်เนาะအဲ့တော့ဒီမှာပြန်ကြခဏန်းကိုဘာထည့်မလဲဘာထည့်မလဲဆိုတော့ကျွန်တော်တို့ကြည်ကြည်ပေါ့ဗျာเนาะခုနှစ်ရက်လို့ဒီဟုတ်တယ်မလားခုနှစ်ရက်လို့အဲ့တော့ကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်ကြီးဇောင်းဆင်းလာတာရှိတယ်เนาะဒီကောင်ကဆွဲကြရမလို့ဆွဲပြီးလားအဲ့အချိန်ကကြီးဇောင်းဆင်းလာတာဆိုတော့တို့ဒီ33ခွန်ပြန်ကြကြရပေါ့နော်ပြန်ကြတော့ तू ကနေ1 2 3 4 5 6ခွန်8နှစ်သွား အောက်ကို1 2 3 4 5 6ချိန်မှာသူကလည်းပြန်ကြခန်းနော်အဲသူကနေကျွန်တော်တို့1 2 3 4 5 6 9 8ခုနှစ်သူကအောက်ကို1 2 3 4 5 6ချိန်မှာပြန်ကြခန်းကြာနိုင်တယ်ပြန်ကြပြန်ကြပြန်ကြဆိုပြီးကစားနိုင်တယ်အဲသူကဒီဗရိတ်3ရဲ့တပွဲကျော်ရှေ့ပေါင်း5တခါရဲ့အောက်မှာသူကပြန်ကြတာဟုတ်အဲရှေ့ပေါင်း4တခါရဲ့အောက်မှာပြန်ကြတာနော်3ဗရိတ်တပွဲကျော်3ဗရိတ်ပြီးတော့ကျွန်တော်ဒီမှာ4ဗရိတ်တပွဲကျော်မှာခုနကတော့ရှေ့ပေါင်း4တခါပြီးတော့ရှေ့ပေါင်း5 3ခါ ဒီသုံးလုံး5လို့လည်းရတယ်နော်ဒီသုံးလုံး5လို့လည်းရဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့က1ခါတို့3ညာခါတို့ကျွန်တော်တို့ဒီမှာ6ခါဆိုတာ ကိုပြောချင်လို့နော်အဲ့တော့ तू ကရှေ့ပေါင်း layout 1ခါအောက်မှာပြန်ကြတယ်ရှေ့ပေါင်း5 3ညာခါအောက်မှာပြန်ကြတယ်အခုကျွန်တော်တို့ရှေ့ပေါင်း6 6ခါလို့ဖြစ်တဲ့အောက်မှာဒီဘွဲပြန်ကြကစားလို့ရတယ်နော်ပရိတ်15ရဲ့တပွဲကျော်ပရိတ်4တပွဲကျော်ပရိတ်3တပွဲကျော်เนาะအဲ့ဒီမှာနည်းနည်းတော့စဉ်းစားစရာပါတယ်ဒီမှာကဏ္ဍနှစ်ကွက်ထုတ်ပြလိုက်မယ်เนาะကြောက်ရင်ထိုးမကြောက်ရင်မထိုးနဲ့ပါလေเนา အဲ့ဒီမှာမူကနည်းနည်း क्वे သွားတာကသူကပထမမူမှာကျွန်တော်တို့၄ဗရိတ်ဇောင်းတပွဲကြော်မှာဗရိတ်၉ထပ်တယ်နော်၄ဗရိတ်ရဲ့ဇောင်းတပွဲကြော်မှာဗရိတ်၉ထပ်အဲ့ဒီဗရိတ်၉ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏကပြန်ကြကြသွားတယ်နော်ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီမှာဗရိတ်၄ရိုက်တယ်ဇောင်းတပွဲကြော်မှာဗရိတ်ခွန်ထပ်တယ်နော်ဗရိတ်ခွန်ဗရိတ်ခွန်လို့ထပ်တယ်ဗရိတ်ခွန်ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏပြန်ကြကြတယ် ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်လေးတွေ့ဆောင်တပွဲကြောင့်မှာဗရိတ်၄ထပ်တယ်။နှစ်နှစ်ကြောင့်မှာခွန်ဗရိတ်လို့ပေါက်တယ်။အဲ့ဒီခွန်ဗရိတ်ဒီခွန်နောက်ဘိတ်လို့ထွက်တယ်။ဒီကနန်းပြန်ကြမလား။သုံးခွန်ခွန်နော်။အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးတွေးကြည့်ရင်ဒီဗရိတ်လေးတုံညာတုံညာနှစ်ခက်ခွန်နောက်ဘိတ်နဲ့ကနန်းပြန်ကြကြသလား။အဲ့ဒီမှာ၄တုံညာလို့ရိုက်ပြီးတော့ဒီမှာ၃တုံညာလို့ရိုက်တယ်နော်။သုံးဗရိတ်တုံညာပဲ။တုံညာရဲ့နှစ်ခက်ခွန်နောက်ဘိတ်ထဲတယ်ဒီကနန်းပြန်ကြမလား။ အဲ့ဒီလိုထည့်မယ်ဆိုရင်၄၃ပြီးတော့ဒီမှာ2ပရိတ်ဒီမှာ3ပရိတ်3ရဲ့နှက်က9နောက်ပိတ်ထည့်ထားတဲ့ခဏ6ချစ်ခွန်ပြန်ကြကြမလားဒီမှာက9ပရိတ်9ပိတ်နော်9ပရိတ်9ပိတ်ဒီမှာလည်း9ပရိတ်9ပိတ်ဆိုရင်ဒီခဏအဲ့ဒီလိုမယူဘူး3ရဲ့နှက်က9လမ်းပိတ်ထားတဲ့ခဏဆိုဒီခဏအဲ့ဒီလိုမှမဟုတ်လို့ကျွန်တော်တို့အထင်တယ်လို့မဟုတ်လို့9ပိတ်နဲ့ခဏ9ပါတဲ့ခဏပြန်ကြမလားဆိုတာတော့ဒါကျွန်တော်တို့တွေးရမှာပေါ့နော်တိတိကျကျလိုက်ကြည့်ရင်တော့ဒီ site မှာဒီ 300နဲ့689နှစ်ကွက်ဒါကစားလို့ရတယ်နော်တစ်ကွက်ကစားရွက်နဲ့ရေးမှတ်တာနော်ကျွန်တော်ရေးမပြတော့ဘူးနော်ရေးမပြတော့ဘူးပြန်ကြဘူးကျွန်တော်ဆွဲဆွဲဆွဲသွားပြမှာပဲနောက်တက် site ကကျွန်တော်တုံညာခန်းနဲ့ခဏပြန်ကြနှစ်ဦးငါးနောက်ပိတ်တယ်သူကနေပြီးတော့3နှစ်ကျော်ပါကျွန်တော်တို့တုံညာခန်းထွက်တဲ့ခဏတစ်ကွက်ကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်နော်ပြန်ကြကြလိုက်တော့အဲ့ဒီကောင်ကဒီရှေ့ပေါင်း71ပြိတ်၄အောက်ဆောင်သူကကြတယ်။ဘာလို့ပြိတ်၄အောက်ဆောင်ကြတော့ဆိုတော့ ူတုံညာခါးနဲ့ကဏ္ဍကြဖို့ဟာဟိုဒီတုံညာခါးဒီသူ့ရှေ့တနစ်ကျော်1 2 3 4 5ကျင်ကတုံညာကခါးနဲ့ထွက်တယ်အဲ့ဒီတုံညာရဲ့အောက်ဆောင်မှာဘရိတ်ကိုးထောက်တယ်အဲ့ဒီဘရိတ်ကိုးနဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ဒီကဏ္ဍသည်6ပါဝါဘရိတ်14ရဲ့အောက်ဆောင်မှာပြန်ကြားကြတယ်နော်အဲ့ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ9နောက်ပိတ်3နှစ်ကျော်မှာ9ပါဝါတုံညာခါးနဲ့ကဏ္ဍပြန်ကြားကြတယ်နော်ကြတော့လည်း14ဘရိတ်အောက်ဆောင်မှာပဲသူကြတယ်အဲ့ဒီတုံညာခါးနေကဏ္ဍဒီသူ့ရှိတဲ့နှစ်ကျော်1 2 3 4 5ချိန်မှာတုံညာအပိတ်ဒီခါလို့ထွက်တယ်နော် တုံညာဘိတ်ဒီခါလို့ထွက်တယ်အဲ့ဒီတုံညာရဲ့အောက်ဆောင်တပွဲကြောင့်မှာဗရိတ်ကိုးလို့ထောက်တယ်ဒီကိုးဗရိတ်တုံညာနော်တုံညာကခါလို့ထွက်ထားတယ်အဲ့ဒီကိုးဗရိတ်နဲ့အချိန်ခိုက်ကတုံညာခါနဲ့ခဏန်းကိုးပါပါလေးဗရိတ်အောက်ဆောင်မှာထွက်တယ်နော်ပြန်ကြကြအဲ့ဒီလိုပဲဒီလိုကျွန်တော်တို့အချိန်ခိုင်းနဲ့ယူလိုက်ရင်ခုနကကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်နဲ့ကဏ္ဍဆိုရင်နှစ်နှစ်ခွန်လည်းဖြစ်သွားနိုင်တယ်เนาะဟိုကအချိန်ခိုင်းကဏ္ဍယူမယ်ဆိုရင်ကျွန်တော်တို့မယူဘဲနဲ့ဒီတုံညာနောက်ပိတ်ဒီတုံညာခါးနဲ့သွားထွက်ထားတယ်ဒီဗရိတ်ကို နဲ့အကြိမ်ကြိုက်ကခန္ဓာက6ပါဝါ4ပရိယအောင်ဆောင်းဆိုရင်ဒီဘွဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘွဲကဩခဲ့တဲ့3ည63ဆိုတဲ့ခန္ဓာနော်ပြန်ထိုးလို့ရတယ်နော်အဲသူကလည်းရှေးပေါင်း1ပရိ4အောင်ဆောင်းပြန်ကြတာပဲရှေးပေါင်း1ပရိ4အောင်ဆောင်းပြန်ကြတာပဲရှေးပေါင်း1ပရိ4အောင်ဆောင်းမှာပြန်ကြတယ်နော်ကြတဲ့အခါကျတော့ဒီ site ထဲမှာနောက်ထပ်တစ်မျိုးခုနက3ခွန်ခွန်ကိုယူလို့ရတာကသူကဒီနောက်ပိုင်းနဲ့ထိနေက9ခွန်အောက်ကခန္ဓာ ငါးခွန်ပြီးတော့ဒီမှာနောက်ပိတ်နေထိုင်နေတာလေးခွန်သူ့အောက်ကကဏ္ဍငါးခွန်လေးခွန်ပြီးကျွန်တော်တို့သုံးခွန်လို့ဖြစ်ထားတဲ့အောက်ကကဏ္ဍဆိုရင်ခုနကကျွန်တော်ပြောတဲ့သုံးခွန်ခွန်လည်းရတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာကိုစွဲထုတ်ပါဗျာနော်ကျွန်တော်ကတော့ကဏ္ဍကတော့ထုတ်ပြီးသားပါဒါပေမဲ့ကျွန်တော်မပြောတော့နီးပါအဲနီးပါသေးတယ်လေဝေးပါသေးတယ်ဝေးပါသေးတယ်လိုပါသေးတယ်နော်အဲ့ကျွန်တော်ကို30ကပြီးခဲ့တဲ့ဘွဲကအော်ခဲ့တဲ့ကဏ္ဍမို့လို့မထိုးမဖြစ်ကတော့ထိုးရမှာပဲเนาะကျွန်တော်မိတ်ဆွေထိုးပြအောင်တော့ထိုး နောက်တစ်ခွက်ကကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်နည်းနည်း main တင်ကစားစီခြင်းတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကြိုက်မှလည်းကစားပါနော်ခုနကကျွန်တော်ပြခဲ့တယ်နော်6ခွန်8ကခုနကစိုက်မှကျွန်တော်6ခွန်8ဒီပရိသတ်နဲ့3ညပရိသတ်3ညနှစ်ခွန်နောက်ပိတ်ထားတဲ့ခဏပြန်ကြမှလားလို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့အဲ့6ခွန်8ကိုနည်းနည်းသတိထားဖို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့80 80ခွန်ပါနော်ခွန်စွန်းခွန်ကိုတပွင့်လျှော့တော့6 6ကိုတဝင်းချော့တော့ကျွန်တော်တို့ကเนาะအဲ့ဒီနှစ်ထဲမှာနှစ်ဥမာတွေကကျွန်တော်ပြောခဲ့ပြီးပါတယ်စီနီယာကဏ္ဍတစ်ခွက်ပြန်ကြကြနော်စီနီယာကဏ္ဍတစ်ခွက်ပြန်ကြကြအဲ့ဒီစီနီယာကဏ္ဍဒီကျွန်တော်တို့ဒီ9ထိပ်ခွန်ထိပ်နှလုံးနှစ်เนาะ9ခွန်နှလုံးနှစ်အဲ့ဒီနှစ်ကဲပါပါဗရိတ်ခွန်เนาะဒီခွန်ထိပ်စီရဗရိတ်ခွန်လို့လည်းရเนาะအဲ့ဒီ9ခွန်နှလုံးနှစ်နှစ်ပါပါဗရိတ်ခွန်လို့လည်းရအဲ့တော့အဲ့ဒီဗရိတ်ခွန်ရဲ့ နှစ်ပွဲကျော်ကျွန်တော်ထည့်ဒီနေရာမှာနောက်ထောင်3လုံးကိုးဆိုတာရှိเนาะသူကနောက်ထောင်3လုံးပုံတည်ကိုးကျွန်တော်လည်းမေ့ပြီးခဲတိုင်းနေဆိုရင်နောက်ထောင်3လုံးကိုးလို့သူပုံတည်ရှိအဲ့ဒီနောက်ထောင်3လုံးကိုးရဲ့ဘေးမှာရှိတယ်ဒီနှစ်နောက်ပဲအဲ့ဒီနှစ်နောက်ပဲရပါပါဇောင်းခွန်လို့သူထည့်ပြီးမှသူရဲ့အောက်ပြန်ကြကြကြတဲ့ခဏကစီနီယာခဏမှာเนาะအဲ့တော့ကျွန်တော်တို့တခါခွန်ပြီးတော့6ကိုသွားလိုက်မယ်6ဆုံးလေးကိုနေတယ် ငါခွန်哦ကျွန်တော်ခွန်ငါခွန်၄ခွန်ဒီကောင်စီနီယာထည့်ရမှာငါထည့်၄ထည့်၃ထည့်လို့ထည့်ရမှာနော်အဲ့ဒီငါထည့်ဆောင်ကခွန်ထည့်စီကဗရိတ်ခွန်၄ထည့်စီရဲ့ဆောင်မှာခွန်ထည့်ဗရိတ်ခွန်အဲ့ဗရိတ်ခွန်ရဲ့နှစ်ပွဲကြုံမှာစီနီယာကနန်းပြန်ကြနော်ညီကိုကနန်းပြန်ကြပေါ့နော်ညီကိုကနန်းပြန်ကြအဲ့ဒီဗရိတ်ခွန်ရဲ့ပြီးမှာခုနကအတိုင်းပဲနောက်ပိတ်၃လုံးသူက၉လို့သူပုံစံရိုက်တယ်ရိုက်တော့နောက်ပိတ်၃လုံး၉လို့ဖြစ်တာနဲ့သူပြီးမှာ၃ပိတ်တာနော်ဒီမှာတော့ကျွန်တော်တို့နှစ်ပိတ်တာနှစ်ပါပါဆောင်း၃လုံးခွန်တာ အဲ့အခုဒီမှာနောက်ဘက်၃လုံး၉ရိုက်တယ်၃နောက်ဘက်တွေ၃ပါပါဒီ၃လုံးက၈လို့ရိုက်တယ်နော်၄၉၅အဲ့၈လို့ဖြစ်ထားတယ်ဒီ၃ပါပါဇောင်း၃လုံး၈လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ခဏန်းဒီညီကိုခဏန်းပြန်ကြနော်ညီကိုခဏန်းပြန်ကြဆိုတော့ကျွန်တော်တို့အခုဒီဘက်ကို၅ဇွန်းနဲ့ခုနှစ်ထဲမှာတုံးထက်စီရိုက်ပြီးခွန်ထိတ်ထိတ်ပြီးခွန်ထိတ်ရဲ့အပေါ်မှာခွန်ပရိတ်လို့ထွက်ပြီးသူ့ရဲ့နှစ်ပွဲကျော်မှာသူ့ရဲ့နှစ်ပွဲကျော်မှာပြန်ကြခဏန်းကစား ချဲ့အတိုင်းပဲနောက်ပိတ်သုံးလုံးက2 6 1ဆိုတော့6လို့ပဲသူပုံစံရိုက်တယ်သူ့ဘေးမှာ6နောက်ပိတ်ထည့်အဲ့ဒီ6ရဲ့ပါပါဇောင်းသုံးလုံးက6လို့ထည့်တယ်သူ့ရဲ့အောက်မှာပြန်ကြနော်6 6ဆိုတော့6 6ပါပါ6လို့ရိုက်တယ်သူ့အောက်မှာပြန်ကြတက်မဲ့ကဏ္ဍကညီကိုကဏ္ဍဖြစ်ကမယ်နော်ညီကိုကဏ္ဍမှာထိုးစရာကကျွန်တော်တို့ကိုခါနဲ့ပြန်ကြကိုကိုနှလုံးထောင်ပြန်ကြမယ်ဆိုရင်8 9ခွန်ဆိုတဲ့ကဏ္ဍနဲ့8 6ခွန်ဆိုတဲ့ကဏ္ဍနော်ဒီနှစ်ကွက်ကတော့ဦးစားပေးကျွန်တော်မိတ်ဆွေတွေကစားပါ နော်ညီအကိုကနန်းပြန်ကြကိုကိုခါနှလုံးထောင်ကြမယ်ဆိုရင်၈၉ခွန်ဆိုတဲ့ကနန်းကိုဒဲပို့ထိုးနော်အဲ့ဒီကနန်းကိုဒဲပို့ထိုးနော်ဘာလို့လုံးဆိုတော့ခုနကကျွန်တော်ပြရတဲ့စိုက်မှာခွန်နောက်ပိတ်ကနန်းခွန်ပါတဲ့ကနန်းပြန်ကြခွန်ပါတဲ့ကနန်းပြန်ကြမှာညီအကိုကနန်းကဒီတက်ခွက်သေးရှိတာမဟုတ်ဘူးနော်ညီအကိုတွေကတော့ရှိတာပေါ့ဒီမှာကျွန်တော်တို့၃နှစ်လေးလည်းရှိတာပဲနော်၃နှစ်လေးလည်းရှိတာပဲအဲ့ကျွန်တော်ကလိုချင်တာကခွန်ပါတဲ့ကနန်းပြန်ကြဖို့၃နှစ်လေးကခွန်မပါတဲ့ခါကျတော့ကိုရှိခွန်လည်း ဒါဖြစ်သွားနိုင်တယ်เนาะအဲ့တော့ဘယ်ကောင်ကြမယ်တော့မသိဘူးညီကိုကနန်းပြန်ကြအဲ့ဒီနေရာမှာကျွန်တော်၃နှစ်လေးအဲ့ကောင်ကို1 3 4ဒီလိုထည့်ခြင်းနေเนาะဒါသတိထားအဲ့ဒါကဒါကျွန်တော်ပြောခြင်းတာကပြန်ကြပဲเนาะကနန်းကိုပဲကွက်ကိုဆွဲထုတ်ကြနောက်တစ်ချက်ကတဲ့အကျွန်တော်ကစားနေကြ၃စုံ၄စုံ၅စုံเนาะအဲ့တော့၃စုံ၄စုံ၅စုံနေမှာကျွန်တော်ဒီခွန်တုံညာ၃ အဲ့ဒီနေ့ထဲမှာပြန်ညာကြာအဲ့ဒီခွန်တုံညာ3ပြန်ညာကြာတော့နောက်တော့3လုံး30လို့သူဖြစ်ထားပြီသူရဲ့ဘေးမှာ6ဘိတ်နှစ်ဘိတ်နော်6ဘိတ်နှစ်ဘိတ်ရဲ့ဘေးမှာသူကဒါပြန်ညာကြာနော်ဒီ3လုံး30ရဲ့နှစ်ပွဲကျော်ဟုတ်ပြီနော်တခါကျွန်တော်တို့ဒီ၄စုံခုနှစ်ထဲမှာပြန်ကြခဏတိကောင်ခုတုံညာနှစ်ပြန်ညာကြာကြာတော့လဲနောက်တော့3လုံး30လို့ရိုက်တယ်6ဘိတ်3ဘိတ်လို့ဖြစ်တဲ့ဘေးမှာကြာနော်အခုကျွန်တော်တို့ ဒီနှစ်ထဲမှာနောက်ပိတ်သုံးလုံး36အပိတ်4အပိတ်လို့ဖြစ်ထားတဲ့ဘေးဆိုရင်ဒီပွဲပြန်ကြကြာလို့ရနော်အဲ့ဒီမှာ၃ညပရိတ်၁ပရိတ်၂ပရိတ်လို့ဖြစ်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးနော်ဒါပေမဲ့သူက၃ညပရိတ်၁ပရိတ်ဒီမှာ၂ပရိတ်ကြာမလားဒီလိုမှမဟုတ်ဘူးဆိုရင်၃ညပါတဲ့ခဏန်းနေကြာမလားနော်ဒါတော့ကိုယ့်ကိုပြန်စစ်ကျွန်တော်ကတော့မယွေးသေးဘူးပေါ့နော်တစ်ချက်ရှိတာခုနကကျွန်တော်ပြောခဲ့တဲ့နှစ်နှစ်ခွန်ဆိုတဲ့ခဏန်းရှိတယ်ကျွန်တော်တို့ဒီလိုက်ကနောက်ပွဲကိုလည်းကျွန်တော်မျှော်ထားတာလေးရှိတယ်ပေါ့နော်ဒါနည်းနည်းကျွန်တော်ပြောပြမယ် ဒီ311ကเนาะအဲ့ဒီနေ့တည်းမှာဒီ311ကပြန်ကြသူ့ရဲ့နှစ်ပင်ကျော်အချိန်ခိုင်းမှာထွက်ထားတဲ့ခဏ390ပြန်ရကြဒီ311ရဲ့အောက်ဆောင်မှာလာကြသလားဒါမှမဟုတ်ရင်အခုကျွန်တော်ပြောတဲ့အဆောင်30ပြီးမှကြသလားเนาะကျွန်တော်ဒီမှာ303ခွန်ဆိုတဲ့ခဏကအဲ့ဒီနေ့တည်းမှာ303ခွန်ပြန်ရကြသူ့ရဲ့နှစ်နှစ်ကျော်ဆောင်ခဏကလည်းပြန်ရကြဒီမှာလည်း303ခွန်နဲ့အချိန်ခိုင်းမှာကြเนาะအော်ဒီနေ့တည်းမှာအဲ့ဒီကောင်ကိုလိုက်ရင်အကျွေးကြံနေတာက196ပြန်ကြပဲရှိတော့တယ်သူနဲ့အချိန်ခိုင်းကခဏဒီနှစ်ခွန်နှစ်ကို ကျွန်တော်တို့ဒီပွဲမှာကြမလားဓမ္မမဟုတ်လို့ရှိရင်ဒီတစ်ကိုးချောင်းနဲ့အချိန်ခိုက်ဆိုရင်သူကနှစ်ဦးရောက်သွားမှာနော်အဲ့တော့အဲ့ဒီကောင်ကိုမမျောဘဲနဲ့ဒီကဏ္ဍနဲ့အချိန်ခိုက်ကကဏ္ဍပြန်ကြဆိုရင်ဒီ9 6 3ကြီးဖြစ်သွားသူနဲ့အချိန်ခိုက်ကကဏ္ဍပြန်ကြတော့လေသူပြန်ကြတဲ့အောက်ဆောင်ဆိုရင်သူကနောက်ပွဲဝယ်9 6 3ကိုပြန်ကစားခိုင်းတယ်လို့ဖြစ်နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်ဆယ်အဲ့ဒီဟာတွေတော့မတွေးသေးဘူးပေါ့လူချင်တာကဒီ1330 6နှစ်လို့ဖြစ်တဲ့ဘေးမှာပြန်ကြကြတယ်နော်1330 6 3ဘေးမှာပြန်ကြကြတယ် တော့ကျွန်တော်တို့ဒီမှာအထောင်သုံးလုံးတက်စဲ64လို့ဖြစ်တယ်ပြန်ညာကြချင်းနော်အဲ့တော့မသိဘူးလေနော်ပြန်ကြကစားချင်းရင်ဒါကျွန်တော်မိတ်ဆွေကစားအဲ့တော့ခုနကကျွန်တော်ပြောတဲ့ site ထဲမှာဒီ site ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကြော်ပြန်ကြညီကိုကနန်းခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကြော်ညီကိုကနန်းပြန်ကြနော်အဲ့တော့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကြော်ညီကိုကနန်းကျွန်တော်ပြန်ကြကစားချင်တယ် အမှုပြေသွားအမှုပြေရမို့မစင်ကြမှာတနေ့တနေ့ကျွန်တော်ကိုမတွေးလို့တဲ့ခုနကကျွန်တော်ပြနေတာနဲတာမဟုတ်ဘူးကျွန်တော်အဲ့ဒါအောက်ထီအောင်မစွဲပြသေးလို့ချဲဖွင့်ပြီးနောက်ရက်ထဲကလာမေးတာပုံမှန်ဆိုကျွန်တော်ချဲဖွင့်တန်းတန်းလွှင့်တာဟုတ်အခုကတန်းမလွှင့်တဲ့ခါကျတော့သူကနည်းနည်းကျွန်တော်ပျောက်နေတယ်ပေါ့လေနော်နောက်တစ်ခုကတဲ့နောက်တစ်ခုကကျွန်တော်ဒီဘက်ကထောက်တည်တော့ပြောမိတော့ဗျာနော်ဒါနားပဲကပ်ပြောလိုက်တော့အဲ့ဒီမှာရှစ်ထိတ်ဆိုတာရှိတယ် ရှစ်ထိပ်စီအဲ့ဒီရှစ်ထိပ်ကဒီမှာခါတောင်သုံးလုံးရှစ်လို့ဖြစ်တယ်ရှစ်ထိပ်ဒီခါတောင်သုံးလုံးရှစ်လို့ဖြစ်နောက်သုံးလုံးကပုံဒီသူက17လို့ရိုက်ထားတဲ့ဘေးမှာကိုသုံးကပြန်ကြတယ်နော်တခါတည်းသူကနေပြီးတော့တစ်နှစ်ကျော်လိုက်တော့6ထိပ်စီခါတောင်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘေးသုံးလုံးကိုပုံဒီ17လို့ပဲရိုက်တယ်သူဘေးမှာပြန်ကြကနေထွက်တယ်နော်သူကနေတစ်နှစ်ကျော်အခုဒီမှာ6ထိပ်ခါတောင်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘေးသုံးလုံးကို17လို့ပဲသူပုံဒီရိုက်တယ်သူ့ရဲ့ဘေးမှာပြန်ကြကနေဒါကြာသွားလို့ရတယ်နော်အဲ့ပြန်ကြကနေကို ကစားခြင်းရင်တော့အဲ့ဒီအထဲမှာသူကဒီ site မှာကျွန်တော်ကဒီ၄ကို၄ကိုဒီမှာက၄မထည့်သွားတော့ဒီနေရာ၉ကိုထိတ်ကြတော့မှရိုက်တော့ဘူးလာရင်၉ကိုခါနေပဲထည့်ကစားသိခြင်းเนาะ၉ပါတဲ့ခဏပြန်ကြဖို့လို့ပဲကျွန်တော်အဲ့လိုပဲတွေးကြည့်တာပဲเนาะမြေခဏကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာလားထည့်ရှာတယ်ကျွန်တော်ကတော့ထည့်ပြီးနေတော့ပြန်ကြပြန်ကြပြန်ကြတဲ့เนาะပြန်ကြ site ကျွန်တော်ကြည့်မှာအများကြီးပဲရှိတယ် ီးခဲ့တဲ့ဘွဲကလည်းဒီပြန်ရကိုပဲကျွန်တော်လိုက်ဒီဘွဲမှာဗရိတ်71เนาะ71ဆိုတော့ဗရိတ်မစိုးဘူး71ဗရိတ်မစိုးဘူးဆိုပြန်ကြရက်71ဗရိတ်လေးဒီနည်းနည်းတတိကကျွန်တော်ပြောတဲ့ချစ်ချောက်ခွန်လိုမျိုးကဏ္ဍမျိုးတွေเนาะ864လိုကဏ္ဍမျိုးလေး71ဗရိတ်เนาะအဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောသွားတာတွေနားမလည်ရင်လည်းနောက်တစ်ခေါက်တော့ဒါပြန်ကြည့်ပါဦးเนาะ စိတ်ပေါင်းငါးကိုးခါရိုက်သွားလို့ကိုးခါအောက်မှာပြန်ကြမလားနော်သူရှင်းနေကကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တပွဲကျော်ပြန်ကြထွက်မလားအခုကျွန်တော်ပြခဲ့တဲ့နောက်ထောင်317ရဲ့ဘေးမှာပြန်ကြနောက်ထောင်310ရဲ့3နှစ်ကျော်မှာပြန်ကြအများကြီးပါပဲနော်ပြန်ကြရည်တော့ပြန်ကြရည်တော့ပလုံစည်းနေတာအဲ့ထဲမှာတော့ဒီ site ကတော့အကြိုက်ဆုံးပေါ့နော်ဒီ site ကအကြိုက်ဆုံးဒီကောင်ကအကျဉ်းကြီးအကြိုက်လေးဖြစ်နေပေါ့နော်ဒါအကျဉ်းကြီးကြိုက်ပဲပြန်ကြတယ်ပြီးခဲ့တဲ့ပွဲတွေကသူကိုးခါထည့်သွားပြီဆိုတော့သူ့အောက်မှာဒီကဏ္ဍကပြန်ကြကစားလို့ရနေပြီနော် ဘယ်ကောင်ကြမလဲဆိုတော့ခွက်ကိုစဉ်းစားကြည့်ပေါ့စီနီယာကနန်းပြန်ကြဆိုရင်တော့၃ခွက်တည်းရှိတာကျွန်တော်ကတော့ပြန်ကြမှထွက်မရှင်းရတော့လိုက်နေအောင်ပါလိုက်နေအောင်ပါပဲထွက်တာမထွက်တာတော့မသိဘူးပေါ့เนาะစားဆိုင်တွေလည်းရှိပါသေးတယ်ဒီညတော့ဒီလောက်ပဲเนาะအားလုံးပဲငောင်းကြပါစေ